ိသက်တွေကိုခုတစ်ခေါက်တင်းဆက်ပေးကြတာကတော့တိုက်စစ်တွေရှောက်ရှောက်ဝင်ပြီးအများအားရှုံးတဲ့မြမချစ်တော်တန့်စင်ရဲ့နောက်ထပ်ပွဲရလာတဲ့အကြောင်းကိုကျွန်တော်တင်းဆက်ပေးသွားမှာပါ။ဥမာငလူလေးကတော့ပွဲကတော့ခဏခဏရတာတော့ကံကောင်းတဲ့လူဒီတစ်ခါလဲတရှုံးပြအောင်မလားမသိသေးပါဘူး။တန့်စင်ကတော့လာမဲ့နိုဝင်ဘာခဏရက်နေ့ညနေပိုင်းမှာမြမစံတော်ချိန်ခရဏာကြီး 1 Championship ဘက်ကစတင်ပြီးတော့ပွဲကျင်းပသွားမှာဖြစ်ပါတယ်။ညီလေးတန်စင်ဒီတစ်ခါတော့အစိုးရကြီးပဲမဟုတ်ပဲပရိသတ်တွေမယုံနိုင်တဲ့စွမ်းရည်တွေပြသွားဖို့မျှော်လင့်ပါတယ်။တန်စင်ပြင်ဆင်ရမယ့်အချက်တွေကအရင်မများပါဘူး။တစ်ဖက်လူတို့ရင်မနာတတ်ဖို့အရေးကြီးဆုံးပါ။စိတ်ဓာတ်ပြုတ်ရင်ရှုံးဖို့လွယ်ကူသွားသလိုစိတ်ဓာတ်မရင်ပေါင်းစုပြောင်းလဲသွားနိုင်ပါတယ်။ တဖက်လူထိုးရင်ပါနပ်ပြီးမနာအောင်ခံတတ်ဖို့လိုတယ်အမတ်ရည်တံမခံရအောင်ကိုအားသာချက်ခြေခံချက်ကလည်းတည်တက်ပြီးသားမလို့လက်သီးကိုတည်တက်အောင်ပြင်ဆင်ရမယ်ဒါကတော့တန်းစီရင်အားသာချက်အားနည်းချက်တွေဖြစ်ပါတယ်သူ့ရဲ့ပြိုင်ဖက် Time Fighter ကိုတော့ကျွန်တော်တွေ့တွေ့ပြောစီရမလို့လောက်ဘူးကိုရဲ့မြန်မာပြည် Fighter တွေကသာတွေ့တွေ့ပြောမှာမလို့ ။ဒီလေးတန့်စင်ဒီပွဲတော့နိုင်ပါစေလို့ဆုတောင်းပေးပါရဗျာ။ပရိသတ်တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။